ရောက်ရေ အလူအောင်လှဲ့နေတယ်ကွာငါလို့ကွာဟာတကယ်ကြီးပေါ်ချလောက်ပါလေအလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ငလင်ပေးကြောင့်တနိုင်ငံလုံးစိတ်ဆင်းရဲပူပင်တော့ကရောက်နေချိန်မှာပဲမန္တလေးမှာအလူပွဲတွေကျင်းပနေတဲ့ရုပ်တံကိုမျှဝေပေးလိုက်ပါတယ်။စကိုင်းနဲ့မန္တလေးအနီးကိုဗဟိုပြုတဲ့အင်အားပြင်းငလင်လှုပ်ခတ်ခဲ့ပြီး၄ရက်မြောက်နေ့အထိအဆောက်အဦတွေပြိုကျလို့ပိတ်မိသူ တိတ်ဆုံးသူနဲ့ပျောက်ဆုံးသူဦးရေဆက်လက်မြင့်တက်လာနေပါတယ်။လေးရက်ကြာလာပြီဖြစ်လို့တိတ်မိနေသူတွေအသက်ရှင်နိုင်မှုမျောလင့်ချက်နည်းလာပြီဖြစ်တယ်လို့ငလင်တန်ဆူဆူရွရွခံခဲ့ရတဲ့မျိုးတွေမှာတောက်တုံးရီကျမ်းမာရီဆောက်ရှောက်မှုနဲ့ကဲဆဲရေးအကူအညီတွေအများအပြားလိုအပ်နေပါတယ်။ဒါကပြောစရာစကားမရှိဘူး။ဟဲ့မဟုတ်ဘူးလေဟိုကကမြပြောင်းလို့ရင်ကျွန်တော်ဖုန်းဆက်လိုက်လေ။ဟုတ်ပြီဟုတ်နော်။ ော့ကျွန်တော်အဲကိုတင်လိုက်မန္တလေးမှာတော့တကယ်မန္တလေးမှာဦးကျွန်တော်ဖြစ်နေတာဒါမန္တလေးမြို့မှာပဲ ဒါမန္တလေးမှာပါလက်ရှိကျွန်တော်ဒါမန္တလေးမှာတကယ်ဖျားစုမန္တလေးဒါလက်ရှိကျွန်တော်ငလင်းတန်းခံရတဲ့မန္တလေးမှာဖြစ်နေတာနော်တကယ်အောချရတယ်တကယ်ကျွန်တော်အောချရတယ်ဗျာဒါမန္တလေးမှာတကယ်ပါဖျားစုမန္တလေးပါရောက်ရေအလူအောင်လှဲ့နေတယ်ကွာငါလို့ကွာ ဟာတကယ်ကြီးအောချလောက်ပါလေအောချတယ်ဗျာအောချတယ်အလူတော်လှည့်နေတယ်ဟေးအော်လူရဲ့နေရာမှာအများကြီးပါဗျာတကယ်အများကြီးပါ